ဖီလင်းကာရိုက်တာနဲ့အာမီနီယောဖြစ်တွေ့ရတော့မယ်မိပကြီးနဲ့သစင်သူမြေပရိသတ်ကြီးဒီတပတ်ထဲမှာလူများစိတ်ဝင်စားနေတဲ့ဇလံတွဲလေးကတော့မြောက်ဇလံတွဲဖြစ်ပြီးအိမ်တော်ရေးဇလံကိုမှဗီလင်းဆန်ဆန်ကာရိုက်တာတွေနဲ့မင်းသားမင်းသမီးတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီလိုတရုတ်ဆောင်မှုတွေပေါ်မှာတရုတ်ဆောင်မိပကြီးနဲ့တရုတ်ဆောင်သစဉ်ထူးမြင့်တို့ကတော့တာမီနီယာမှာတရုတ်ဆောင်ဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။တရုတ်ဆောင်မိပကြီးကအရင်ကာရိုက်တာတွေနဲ့မတူဘဲ အဖြစ်ကာရိုက်တာမပါတဲ့ဗီလိန်လုံးလုံးကြီးတယောက်ဆောင်မှဖြစ်ပါတယ်။သူမရဲ့သမီးနေရာမှာတယောက်ဆောင်သစဉ်ထူးမြင့်ကတယောက်ဆောင်ခဲ့ပြီးဗီလိန်ကာရိုက်တာကိုမှဒဗယ်ဗတ်ကာရိုက်တာဖြစ်တယ်လို့ပြောပြခဲ့တာဖြစ်ပါတယ်။မြောက်ဆက်ကရိုက်ပြီးမှနေအောင်သားရဲ့ဆက်ဆံရေးကအခုချိန်ထိတွေ့တိုင်းအမေနဲ့သမီးလို့ဖြစ်နေပြီးအခေါ်ဝေါ်ရီယာဆောင်အမြဲတမ်းမမီလို့ခေါ်ခဲ့ကြတာပဲဖြစ်ပါတယ်။မြောက်ဆက်လန်တွဲဟာရှေးအဟော်ရာဆန်ဆန်ဇလန်ဖြစ်ပြီးဇလန်ဆက်အိမ်တွေကကြောချမ်းစရာပြကွက်တွေနဲ့ကာရိုက်တာမျိုးစုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ မင်းသမီးသစဉ်ထူမြင့်ကလည်းအရင်ကာရိုက်တာတွေနဲ့မတူပဲဗန်ကာရိုက်တာကိုပထမဆုံးလှုပ်ဖူးတာမလို့အကောင်းဆုံးပြုဆောင်ထားတယ်လို့ဆိုထားပါတယ်ဒီစင်ထူမြင့်ဟာငကုအတန်လေးကသေပြီးချစ်စရာကောင်းတဲ့တိုက်ဖြစ်တာကြောင့်ဒီလိုဗန်ကရိုက်တာအတွက်မလုံးနိုင်မှစိတ်ပူခဲ့တယ်လို့တိ ਊ ဆောင်မေးပကြီးကပြောပြခဲ့ပါတယ်။တိ ਊ ဆောင်ဒီစင်ထူမြင့်ကလည်းဒီဇာကဇညုပ်ပုတ်ကလေးကသူမအတွက်မလုံးနိုင်မှစိုးရင်ခဲ့ပါတယ်။မိတ်ကပ်လုပ်ကိုလည်းတင်ပြီးပန်းဖြစ်အောင်ကိုတမင်လုပ်ယူပြီးအသေးစိတ်တိ ਊ ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါပြင်စက်တင်အဖွဲသားတွေနဲ့ဒရိုက်တာတွေကလည်းဗန်ကရိုက်တာလောင်မြိုက်နေပြီးအမြဲပူလောင်နေတဲ့ဇာတ်ရုပ်ဖြစ်တာမလို့မရမချင်တင်ပေးခဲ့တယ်လို့ပြောပြခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာများဇလန်တွေထရီလာထဲမှာသူတို့ရဲ့ရုံမာမှုတွေအားနည်းနည်းလေးပဲရှိပါသေးတယ်။ဇလန်တွေထွက်လာရင်အများကြီးရုံမာထားပါတယ်။စကားရိုက်တုံးကအယံပူတဲ့ရာသီဥတုဖြစ်တာမို့လူတွေကလည်းပူပြီးဇလန်အရာလောင်မြိုက်နေတာတော့ကရိုက်တာပေါ်မှာပူပြီးမူးဝင်သွားတယ်လို့ဆိုပါတယ်။ 21မိုင်မှာရှိုက်ကူးခဲ့ရပြီးအင်ဂျီတဲမှာလည်းအဲကွန်မရှိတော့အယံပုခဲ့ကြပါတယ်။စကားရှိုက်ကြတဲ့သူတွေတယောက်နဲ့တယောက်ဇလန်းတွေကဆက်ဆက်နေတော့လူစုံတက်ဆုံလူများတော့ပို့ပူခဲ့ကြတယ်လို့ပြောပြခဲ့တာဖြစ်ပါတယ်။ကရိုက်တာပေါ်မှာမူထဲနေရတော့ပူရဲတန်နဲ့ချွေးကထွက်နေတော့ညူစုံနေကြပြီးစိတ်တွေအယံတုခဲ့ကြပါတယ်။သူတို့ရဲ့အင်္ဂါနေလဲမနဲ့စောကြီးထထသွားခရတော့စီပိုးတွေနဲ့အဖက်ဖက်ကအကုန်ကြများခဲ့ကြတယ်လို့ပွင့်လင်းစွာပြောပြပေးခဲ့တာဖြစ်ပါတယ် သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာအပြင်ကာရိုက်တာမှလည်းအမေနဲ့သမီးလိုဖြစ်နေပြီမဲ့ဇကားထဲမှာမိတွေးနေရမှာဆိုပြီးမုကိုအပြေဝသွင်းထားခဲ့တာပါမေပချီကလည်းရာသီဥတုအေးရင်အရန်ဆင်ပြေမှာဖြစ်ပြီးပူရဲရာသီဥတုကမှအပူလိုင်းဖြတ်တဲ့နေရာမလို့လူတိုင်းကစိတ်ညစ်နေကြပြီးညူဆူဆူရုပ်ကလေးတွေနဲ့စလေးကြတာလို့ပြောပြပေးခဲ့တာဖြစ်ပါတယ်ဒီတော့ပရိသတ်ကြီးမင်းသမီးမေပချီနဲ့မင်းသမီးတစင်ထူးမြင့်တို့ရဲ့တာမီနီယောက်ဖီလင်းကာရိုက်တာပေါ်မှာမှတ်ချက်လေးတွေပြောပြပေးခဲ့ကြပါအောင်နော် ကြီးစုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရစေ။